မြန်မာနိုင်ငံမှာနိုင်ငံရေးအချက်အလက်ဖြစ်ပေါ်နေတာနဲ့အတူပြည်သူလူထုရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့်ဟာဘလို့အခြေအနေကိုရောက်ရှိနေတယ်လဲမေးခွန်းထုတ်မှုတွေရှိနေပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်မှာ NND အစိုးရအားရွေးကောက်ပွဲမဲဆင်အငင်းပွားမှုကိုမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကမြန်မာတက်မတော်ကဖြုတ်ချပြီးနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။အဲ့ဒီနောက်မြန်မာတက်မတော်နဲ့တော်လန်ရေးအင်အားစုတွေကြားလက်နက်ကင်တိုက်ပွဲတွေပြင်းထန်လာတယ်လို့ပြည်သူလူထုရဲ့လွတ်လပ်စွာထုတ်ဖို့ပြောဆိုခွင့်နဲ့ရက်တီပိုင်ခွင့်တွေလည်းထိန်းချုပ်ခံ ံလာခဲ့ရပါတယ်လူလူရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကိုတားဆီးတာကဒီမိုကရေစီအတွက်မကောင်းဘူးလို့ရန်ကုန်ဆောင်ကြီးအဖွဲ့တီထောင်သူဒေါက်တာညိုညိုသိန်းက CNN သတင်းဌာနကိုပြောပါရတယ်။နိုင်ငံတော်အနေနဲ့ကသူတွားချင်တဲ့နိုင်ငံကြီးပန်းတိုင်းရွေးကောက်ပွဲကိုအောင်မြင်စွာဖြစ်ပေါ်ဖို့အတွက်ဒီကောက်ပွဲအနောက်ရှေ့ဖြစ်ဖို့ ဖြစ်နိုင်တယ်လို့ယူဆတဲ့ကိစ္စမှာလည်းဖြစ်ရမှာလားလိုက်လံတားဆင်းရင်းနဲ့အာလွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ဒီဟာဒါထိတ်ထောက်ခံတဲ့အနေအထားမှာဖြစ်လာတာပေါ့တရားစွဲအရေးယူရအာဏာပိုင်နေအနေနဲ့ကတီတီချာချာစဉ်းစားရမယ်ဒီလိုဖြစ်ရတဲ့ဟာပေါ့နော်အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက်ကိုမကောင်းဘူးလူထုရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ဟာဒီကဘောဘလောက်ထိတက်ရောက်သွားနိုင်လဲဆိုတာပေါ်မှာချိန်ချင်းပြီးတော့ 也有家的，就这边嘞。刚过家嘞，啊，又搞过我们金安路，又搞过我们那公司嘞南湖桂花米路，所有老外、厂子也有的，偷车的，是吧？你话，呃，每逢偷车嘞年一死，我那年也拿，第二年收没一个，专门的那天你去拿毛，俺就有收米嘞。你到他呃，第二次也拿到你，第二次也拿到，你你个嘞，我那年那金安街收的了。 最近呢，啊，这样是个音家的，代表别的什么些节目。 လက်ရှိမြန်မာနိုင်ငံမှာရွှေကောက်ပွဲအားဝေဖန်ခြင်းနဲ့ပြက်ပြားအောင်လှုပ်ဆောင်ခြင်းရွှေကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်တွေအားဝေဖန်ခြင်းနဲ့ပုတ်ခတ်ရေးသားခြင်းများပြုလုပ်သူတွေအားအာဏာပိုင်အဖွဲ့အစည်းတွေကဖမ်းဆီးအရေးယူလျက်ရှိပါတယ်။အလားတူຫນွေဥတော်လန်ရေးအင်အားစုတွေကလည်းတော်လန်ရေးနဲ့ပတ်သက်ပြီးဝေဖန်ခြင်းနဲ့အာမပေးခြင်းရေးသားသူတွေကိုအသက်အန္တရာယ်ချိန်ချောက်သည့်အထိဆောင်ရွက်မှုတွေပြုလုပ်လျက်ရှိပါတယ်။လုံခြုံရေးချိန်ချောက်မှုတွေမြန်မာနေတဲ့၍လွတ်လပ်ခွင့်ကနောက်တန်းရောက်နေမှာဖြစ်ကြောင်းပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကိုကိုကြီးကစီရင်နိုင်သတင်းဌာနကိုပြော ော့ပါတယ်။ဟိုလုံးလုံးချင်းချင်းချောင်းမှုဒီမာနေတဲ့ကာလာပတ်လုံးခုနလွတ်ခွင့်ဆိုတာဒီကနောက်တန်းရောက်နေမှာပဲ။ဒါတော့မလို့ကျွန်တော်တို့ကလူငယ်ရေးနဲ့အတူလူငယ်ချင်းချောင်းမှုတွေရောပါသွားပြီဆိုရင်ဒါလွတ်လပ်စွာ 小手工、玩具、狗狗、狗、鸡蛋、奶奶、狗啥的，什么不就一个空闲的呀？电动车都没了没，往后又来了，咋不理解他去哪里的？零民一在前天在里头写的嘛的，哎呀，零零一在哪嘛？我那天买些老表他们在哪里了？车上要电风扇，没电，屋里知道。很多没有京东上的，看嘛的嘛，京东京东的，古月路百面的京东都京东都没百了。买些老表的就拼多多上面找路去，然后全部的要一点六八八了没？哎呀、anyway.，买的零零一的。 ီအတွက်ဒါလို့တော့ကိုယ်ကလေးရုံးကန်းနေဟာလို့ပဲလာပြီးတော့ရင်ဖွင့်နိုင်တဲ့ဆွနေနိုင်တဲ့နေရာတွေဖြစ်လာမယ်။အဲဒါလို့တော့ကိုယ်ကလေးဒီကနေတစ်ခုလိုလက်ခွင့်ကိုထိ ंछ ုတ်တာချင်းချောက်တာမျိုးတွေဖြစ်လာရင်လည်းအရေးဆိုနိုင်တဲ့အခြေအနေတွေတော့လာမယ်။မြန်မာနိုင်ငံမှာနိုင်ငံရေးအကျပ်တဲကိုကြော်လာနိုင်ခြင်းမရှိသေး၍ဒါမှမဟုတ်အယတအဆုရမပေါ်ပေါက်သေးသေး၍ပြည်သူလူထုရဲ့လွတ်လပ်ခွင့်နဲ့အထောက်အပံ့ပြောဆိုပိုင်ခွင့်ဟာကန့်သက်ခံနေရအောင်မယ်လို့နိုင်ငံရေးလှိလာသုံးသက်သူတွေကထောက်ပြကြပါဗျာ။